I feel so excited right now to be here. ဟောကြတယ်။အချိန်ဆုံးတစ်ချက်ကသူ့ရဲ့ speech တွေပဲ။စကားလုံးနေရာစအရန်ကို standard ရှိပြီးတော့ဗောနော်။ပွင့်ပွင့်လင်းလင်းဝင်ခံရရင် cherry ကိုတိုင်းတောင်မှဒီလိုချောမွတ်တဲ့ speech မျိုးကိုလက်တမ်းမပြောနိုင်ဘူး။ရီယိုအန်တာတိန်လုပ်ပေးတဲ့နေရာမှာအရန်ကိုတော်တယ်ထက်လက်ပါလာတယ်ပေါ့နော်ဒီနေရာချယ်ရီမှာမရှိဘူးဆိုတော့အဲ တော်တော်လေးကို qualify ဖြစ်တဲ့အလမယ်လို့မြင်တယ်ဖိုတိုရှူကတော့ cherry ရှင်းနှစ်တွေမှာလည်းရိုက်တယ် cherry မွေးနေ့ birthday ရှူလေးပါ birthday ရှူလေးမှာဒါ supporting ပေးကြတဲ့ဒါ makeup artist တွေ matthew rimon တို့ပြီးတော့ကြတော့ဒါ HK illustration ကကိုခမင်းထင်းတို့ဒါ collaboration လုပ်ဖြစ်တာပေါ့เนาะပြီးတော့ဒါဝစ်စုံရဆိုလို့ရှိရင် Cherry ဒါ Supra Journey တခြားပါလဲဒါကြောင့် supporting ပေးလာတယ် designer ကိုမျိုးသူတွေကချုပ်ပေးတာပေါ့เนาะ Cherry ရိုက်ပူးနေကြပုံစံမျိုးနဲ့တော့ ਨੇ ကွဲထွက်တယ်ပေါ့เนาะဒီပုံစံကြီးဒုံရင်းလွတ်လွတ်လို့အဲ့လိုမျိုး cute type ပုံစံမျိုးလေးဆိုခါတိုင်းကတော့ဒါ dress တွေနဲ့ strong type ပုံစံမျိုးဒီ beauty queen ပုံစံမျိုးပဲသွားနေကြဆိုတော့နည်းနည်းလေးစမ်းနေတယ်လို့ကိုကိုတော့ခံစားရတယ်ဟုတ် Cherry Moon လေးက October 11မှာ 24နှစ်ပြည့်ပါမွန်းနေ့ကတော့ဒါခါတိုင်းနှစ်တည်းလိုပါပဲရင်ခုန်မှုကတော့ဩဒီကိုမွန်းနေ့လေးရောက်လာပြီဆိုတော့အခုတို့ကောက်မှုလေးလုံမယ်ပြီးတော့ကိုမိသားစုနဲ့ပဲဖြတ်သန်းပြင်ပါပါဒီနေ့လေးရတော့ဟုတ်ကဲ့ကိုရေဒီမှာနိုင်ငံကဒီကေလေးဒါတန်နေရာလေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်ပြောပြပါအောင်ဒါကိုအစီအစဉ်ပေါ်အမြင်လေးပေါ့နော်ဟုတ်ကဲ့အဲသဘောကြတယ်အချိန်ဆုံးတစ်ချက်ကသူ့ရဲ့ speech တွေပဲဟိုလေ cherry အမြဲတမ်းဒီအလားမဲ့တယောက် speech တွေပြောတဲ့အခါမှာ inter ပဲဖြစ်ဖြစ် local ပဲဖြစ်ဖြစ် cherry ဘာကိုကြည့်လဲဆိုလို့ရှိရင်အလားမဲ့ကြတော့ तू ပြောလိုက်တဲ့ speech ကိုဒီလက်ခံတဲ့သူတွေ audience ကနားထောင်လိုက်တဲ့အခါမှာ तू ပြောလိုက်တဲ့အတွေ့အမြင်တိုင်းသူတို့တွေ change သွားသလားဥမာထားပါလားဒါဟို beauty page နေဆိုလို့ရှိရင်ဒါ entertain သဘော entertainment တသက်ပဲဆိုပြီးတော့ဝေဖန်ကြတဲ့သူတွေကိုဒီ speech ကိုနားထောင်ပြီးတဲ့အခါမှာအဲ့လူတွေရဲ့စိတ်မှာပြောင်းသွားသလား အဲ့ဒါကိုကြည့်လေပေါ့နော် JK ပြောတဲ့ speech တွေတောင် cherry နားထောင်လိုက်တဲ့အခါမှာသူ့မှာအဲ့ဒီ power ရှိတာကိုတွေ့ရတယ်။ဒီ pageant ကိုလက်မခံတဲ့သူတွေတောင်မှသူ့ရဲ့ speech ကိုနားထောင်ပြီးလို့ရှင်လက်ခံသွားလောက်သွားနိုင်လောက်တဲ့အထိသူ့ရဲ့ဒီရင်ထဲကလာတဲ့အတန်နဲ့အဲ့ဒါကို cherry ခံစားမိရေပေါ့နော် I feel so excited right now to be here and meet with all my grand sisters we got to go ပြီးတော့ကျတော့သူ့ရဲ့ essence ပိုင်းပြီးတော့ကျတော့ဒီသုံးသွားတဲ့စကားလုံးတွေအားစအရန်ကို standard ရှိပြီးတော့ဗောနော်ဟိုပုံမွင့်လင်းလင်းဝင်ခံရရင် cherry ကိုတိုင်းတောင်မှဒီလိုချောမွတ်တဲ့ speech မျိုးကိုလက်တမ်းမပြောနိုင်ဘူး။ तू ကလှုပ်သွားနိုင်တယ်။ဆိုတော့တကယ်လည်းချီးကျူးပါတယ်။ပြီးတော့ကျတော့ဟိုသူ့လိုဖြစ်အောင်လဲ။အော်ငါလည်းပြန်ပြီးတော့ဖြည့်ပြီးတော့စူးစမ်းမယ်။အဲ့လိုစိတ်ဝင်လာတဲ့အထိ तू လှုပ်သွားနိုင်တာမို့လို့အဲ့ဒါကြောင့်မို့လို့ cherry ကသူ့ကို supporting လဲပေးပြတယ်ပေါ့နော်။နောက်တစ်ခါကျတော့ဒီဒုတိယချက်အနေနဲ့ဆိုလို့ရှိရင် तू ရဲ့ဟို talent ပေါ့နော်သူရဲ့ talent ပါလာတဲ့အစိုးပိုင်းအကပိုင်းပြီးတော့ကျတော့လူတွေကို entertain လုပ်ပေးတဲ့နေရာမှာအရန်ကိုတော်တယ် talent ပါလာတယ်ပေါ့နော်ဒီနေရာချယ်ပြီးမှမရှိဘူးဆိုတော့အဲ တော်တော်လေးကို qualify ဖြစ်တဲ့အလမယ်လို့မြင်နေပြီးတော့ကျတော့ဒီ fan support အားနေတာကြောင့်မို့လို့သူ့ဘက်ကနင့်နာသွားတာမျိုးလေးတွေမရှိအောင် cherry ကသူ့ supporting လည်းများများပေးစီခြင်းနဲ့ပေါ့နော်လူတိုင်းမှာတော့ကိုရွေးချယ်မှုနဲ့ကိုရှိတယ်သူ့ကိုမကြိုက်တဲ့သူလည်းမကြိုက်ခွင့်ရှိတယ်အားမပေးဘူးပိုင်ခွင့်ရှိတယ်ပေါ့နော်ဒါပေမဲ့ grand ကကျတော့ဒီဟို fan fan base ကြီးလို့ရှိရင်ပို့ပြီးတော့ပိုကောင်းတယ်ပေါ့နော် grand ရဲ့ type ကကျတော့အဲ့လိုဆိုတော့အားပေးစီခြင်းတာပါ ရန် energetic ဖြစ်တယ်လို့ထင်တယ်အဲနောက်ပြီးကျတော့ဟိုသူပြန်ရှင်ပြိုင်နေတဲ့ပွဲကိုတွေ့ရတာကို2019 2018လောက်တုန်းက landscape သွားပြိုင်တော့အချိန်တွေကိုပြန်ပြီးတော့မြင်နေရတယ်လို့ပဲဘာကြောင့်လဲဆိုလို့ရှင် cherry i don't want ဆိုရှင် social media attention သိမ့်မရသေးဘူးပေါ့เนาะဒီလို media တွေလည်းအများကြီးပေါ်မပေါ်ပေါက်သေးဘူး cherry သွားပြိုင်တော့မှာဆိုလို့ရှင်ဒီအဲ့အချိန်မှာဆိုလို့ရှင်အာ beauty pageant ဆိုလို့ရှိရင်ဒီပရိသတ်တွေက fans တွေကဒီဘက်ခေတ်လိုမျိုးအပြူသဘောနဲ့ဒါဖြစ်ကြည့်ပေးတာရှားတယ်ဟိုဘက်ခေတ်မှာဆိုလို့ရှိရင်သူတို့အဲ့လိုနည်းနည်းလိုအပ်ချက်ရှိတာနဲ့သူတို့ကအတင်းအယမ်း ပြောရဲဝေဖန်နေပေါ့နော်သူတို့ပြင်ဆင်ခြင်းတဲ့အခါမှာသူတို့ကနည်းနည်းအနုနီးမတုံးမဲနဲ့ဘာဖြစ်တယ်ဘာဖြစ်တယ်ဘာဖြစ်တယ်အဲ့လိုမျိုးဝေဖန်ခံခဲ့ရတဲ့အပိုင်းတွေအများကြီးရှိခဲ့တယ်။အဲ့ဒီ effects တွေကချေရီတော့ဆိုလို့ရှိရင်ဟိုဘက် organization တွေပါသွားပြီးထိတယ်ပေါ့နော်ဒီပြိုင်ပွဲဝင်တွေအကုန်လုံးကနေပြီးတော့မှဘလို့ဖြစ်တာလဲ nin fans တွေကဘလို့ဖြစ်တာလဲဆိုပြီးကိုယ်လာမေးတဲ့အထိကိုအဲ့လိုအထိကိုကိုထိခိုက်မှုရှိတယ်ပေါ့နော်ဆိုတော့အဲ့ဒီအချိန်မှာလဲချေရီဘလို့ဖြတ်တန်းခဲ့ရလဲဆိုလို့ရှိရင်ဒါကိုလုံးဝမဲ့အပိုင်းမှာပဲအာယုံဆိုင်လိုက်တယ်ဒီယာတွေလိုက်မကြည့်နေတော့မဟုတ်လို့ရှိရင်ပြိုင်ပွဲ pressure တမျိုးဒီဘက်က pressure တမျိုးဆိုလို့ရှိရ င်ကို performance တွေကဆာကောင်းကောင်းမလုပ်နိုင်တာမျိုးတွေရှိရယ်ဆိုတော့အခု JK မှာလည်းအဲ့လိုပဲပေါ့နော်သူ့ရဲ့ဒီ performance ဘိုင်းကိုမထိခိုက်အောင်ကိုလုံးဆန်ရှိတာကိုပဲကိုအာယုံဆိုင်ပါဒီနောက်ကအရာတွေကိုတော့ဒါလေးလူရှုနိုင်ရင်တော့အကောင်းဆုံးပေါ့ဟုတ် သူ့ကိုကြည့်ပြီးတော့အဲ့လိုမျိုး brand ကိုဝင်ပြန်ရင်လေးစိတ်တွေရောဖြစ်လာအရင်သူ့ကိုကြတော့ဒီအရန်တော်တဲ့ main ကလေးတယောက်အနေနဲ့အသဘောကျတယ်သူ skills တွေကိုအားကျတယ်အဲ့လိုမျိုးပဲရှိတာပါဟို grand ကကြတော့ cherry type လည်းတိတ်မဟုတ်ဘူး cherry ကလည်း grand ရဲ့ type တိတ်မဟုတ်ဘူးဆိုတော့အဲ grand ကတော့အကယ်၍ပြိုင်မယ်ဆိုလို့ရှိရင်တောင်မှ cherry အများကြီး train ရအောင်ပါခု lossy မှာတော့ cherry က mm ကိုကိုကိုပြန်ပြီးတော့ဖြည့်နေတဲ့အပိုင်းပေါ့နော်အကယ်၍ cherry ခံပတ်မယ်ပြန်လာမယ်လို့လုံးဝဆုံးဖြတ်ချက်ခိုင်မာသွားပြီးပြီဆိုလို့ရှိရင်တော့ဒါ cherry အအပြင်းထန်ပြန်ပြီးတော့ train မယ်အဘယ်ဘိုင်းနေလဲဆိုလို့ရှိရင် body ဘိုင်းတခြားလေးကိုပြန်ပြီး train မယ်ဘာလို့လဲဆိုတော့ cherry အားမြသေးဘူးပေါ့နော်ဒီလောက်နဲ့ဆိုတော့ပြီးတော့ကျတော့ဒီ brain mind နေဆိုလို့ရှိရင်လည်းပြန် train ရမယ်ပေါ့နော် cherry ဘယ်ပွဲကိုခြိုင်းမှလဲ ဒီပွဲကို join မှာဆိုရင် तू อ่ะဟို beauty patient မှာဆိုလို့ရှိရင်ဒီ platforms တွေကတပွဲနဲ့တပွဲကသူတို့လိုချင်တဲ့ type ပုံစံမျိုးလေးတွေပြီးတော့ကြတော့ဒါသူတို့ပွဲချင်းပါတဲ့ပုံစံတွေဆိုတာမတူဘူးပေါ့เนาะဒီ super ဆိုတော်တော်လေးကို क्वे ပြရတယ်ပေါ့เนาะဆိုတော့ဒီ super တုန်းကလည်းအဲ့လိုပဲဒါကို super join မယ်ဆိုလို့ရှိရင်ဒါ super ရဲ့အကြိုက်ပုံစံဘယ်လိုမျိုးလဲဘယ်လိုမျိုးလေးကိုကနေလို့ရှိရင်ဒီ organization ကလူတွေက ကြိုက်ကြမလဲအဲ့လိုပုံစံမျိုးလေးချွေလိုက်လေးလာပြစ်တယ်အဲ့ဒါချွေထက်ခံပတ်မယ်ဆိုလို့ရှိရင်လေချွေခံပတ်မဲ့ပွဲအကြောင်းကိုတခြားလေးလေးလာပြစ်မယ်ပေါ့နော်လေးလာရဲဆိုတာလေဒါတမန်ကရှန်ကမဟုတ်ပဲနဲ့အတွင်းကြကြလေးလာမှာဖြစ်တဲ့အတွက်အချိန်ယူရမယ်ဆိုတော့အချိန်အတိုင်းဒါတစ်ခုထိချွေကိုကိုကို perfect ဖြစ်ပြီးတကယ်လဲဒါကိုဟိုဘယ်လိုပြောရမလဲဒီပွဲတစ်ခုမှာပေါ့နော်ပြပြရောမပြိုင်မနဲ့တကယ်စိတ်နစ်ပြီးတော့ကိုပြန်ပြီးတော့ပြိုင်မှုအတွက်ခွန်အားရရှိလာပြီဆိုလို့ရှိရင်တော့ခံပတ်မှာပါ